မင်္ဂလာပါရှင်။ The Celebrity News ရဲ့နိုဝင်ဘာ9ရက်နေ့ည7:00နာရီတိနောက်ဆုံးရနုပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါရှင်။အခုလိုကြောင်းရင်ကြားဗုဒ္ဓဘာသာဝင်သမီးလေးကိုနှိချင်းခရီးယံပြေးပြောင်းလိုက်တဲ့ဆိုတော့ချက်ချင်းရဲ့တရီ။အမေရိကန်နိုင်ငံမှာထိတ်တန့်တရီကြီးတူနဲ့လက်ချက်ပြီးနောက်ရှင်သွေးလေးရထားကြောင်းခြားပြလာတဲ့မိသက်ခံရဲ့တရီ။ထူးထူးခြားခြားမလူမျိုးတို့ရဲ့ရိုးရာဝိစုံနဲ့မင်္ဂလာအိုပရီဝေဒင်းရိုက်ကိုခဲ့တဲ့ဟင်းဝေရံနဲ့စုပေးသစင်ရဲ့တရီ။ဖခင်ဖြစ်သူရဲ့ကြောက်ကဲ့စေဖို့ရှာဖွေနေတဲ့ဆိုတော့ပေါ့စာလေး ထက်မြက်နူအောင်ကိုတစင်းလက်ဆောင်ပေးခဲ့တဲ့တရေးဆရာကြီးမင်းကျူစိုးရဲ့တင်ပါဝင်ညနာကိုပြုပြင်ပြီးမှတရုတ်စာမင်းသမီးမြတ်သူသူနဲ့တူသွားလို့လူပြောများနေတဲ့နေဆန်းရဲ့တင်တွေကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံမှာထိတ်တန့်တထိတ်တုံးနဲ့လက်ထပ်လိုက်ပြီးတဲ့နောက်ရင်းသွေးလေးရထားကြောင်းချပြလာတဲ့မိသက်ခိုင်း ဒီနေ့မှာတော့ကြားဒရိုင်းဝမ်းသာပြောရှင်ရမယ့်သတင်းကောင်းလေးတစ်ခုကိုကျွန်မမျှဝေပေးချင်ပါတယ်ရှင်။ဒီတင်းကောင်းလေးကတော့တချိန်ကမြန်မာပြည်သက်တွေရဲ့အချက်တော်ချစ်စရာကောင်းတဲ့တိရုပ်ဆောင်မင်းသမီးတွေမေတ္တခံရဲ့မိသားစုတွေမှာပဲပြည်သက်တွေမှတ်မိကြအောင်ပဲထင်ပါတယ်မေတ္တခံဆိုတော့ဝိုင်းရင်တိရုပ်ဆောင်မင်းသမီးကြီးမေတင်ဆောင်ရဲ့တူမအရင်လေးပါ သူရဲ့ဒေါ်လဝင်းနုပညာသွေးပါတို့ပြီးပြီးချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့တရုတ်ဆောင်ပိုင်ဆိုင်မှုတွေကြောင့်ပြည်သက်ရဲ့အာမေဖို့ကိုအချိန်ကိုတွင်းကိုရရှိခဲ့သူတယောက်ပါထိုင်းမဲမေတ္တခိုင်တရားနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတော့ပါပဲပြည်သက်ရဲ့ရှေ့ကနေရုပ်တရက်ပျောက်ွယ်သွားခဲ့ပါတယ်ပြည်သက်တွေကလည်းသူပဲရောက်သွားလဲဘာရင်းလုံးနေလဲဆိုတာကိုအမြဲတမ်းစိတ်ဝင်စားနေစောင့်ကြည့်ခဲ့ကြတာပေါ့တကယ်တော့မေတ္တခိုင်ဟာသူရဲ့နုပညာလောကတွေကိုဆွန့်လွတ်ပြီးတော့အမေရိကန်နိုင်ငံမှာပြောင်းရွှေ့နေထိုင်ဖို့ဆုံးဖြတ်ခဲ့တာပါဆောမဲမှာတော့တမိုင်းရဲ့ဖခင်ရှိအောင် မေရိကန်ကိုလိုက်သွားရင်ကနေနောက်ပိုင်းမှာတော့အဲ့မှာပဲသူ့ဘဝရဲ့ဖူးဆောင်ရှင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဖူးဆောင်ရှင်ကလည်းရိုးရိုးမဟုတ်ပါဘူး။မေတ္တခံလက်ထပ်လိုက်တဲ့သူကတော့အမေရိကန်နိုင်ငံမှာအောင်မြင်နေတဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ကြီးကြီးတက်ချမ်းသာတဲ့တထေတူဖြစ်တယ်လို့သိရပါတယ်။ထပ်မံစုံစမ်းသိရှိရသလောက်တော့မေတ္တခံရဲ့ခင်မောဟာအမေရိကန်မှာအလောအောင်မြင်ကြကြပြီးတော့စိုင်းဝဲပေါင်းများစွာဖွင့်လှစ်ထားနိုင်တဲ့ဆိုရှီစားတော့ဆိုင်လုပ်ငန်းရှင်ကြီးတို့ဖြစ်ပါတယ်။ကြောက်ရရင်တော့မင်းမီးတယောက်အိမ်မက်ထဲကလို့ဘဝမျိုးကိုပိုင်ဆိုင်ဝင်ရသွားတာပါ။ ဗေဒခံရအမေရိကန်မှာခြေချပြီးဒါယံပျော်ရွှင်တဲ့အိမ်တော်တွေဘွားလေးကိုတီးဆောင်ရင်းနဲ့ပြည်သက်တွေနဲ့အဆက်အသွယ်ပြည့်နေရကနေအခုတော့အားလုံးကိုအားအသင့်ဝမ်းသာစေမယ့်တရင်ကြီးကိုဒူကရိန်ချပြလိုက်ပါပြီ။အဲ့တော့ကတော့မေတ္တခံတရားပထမအဆုံးရင်သွေးလေးကိုအောင်မြင်စွာမွေးဖွားလိုက်ပြီဆိုတာပါပဲ။မေတ္တခံရသူ့ရဲ့လူမှုကိန်းကလည်းတစဉ်သူတို့ဇနီးမောင်နဲ့ချစ်စရာတမီးဦးလေးကိုပြည်သက်တွေစီမိတ်ဆက်ပေးလာခဲ့ပါတယ်။တမီးလေးရဲ့နာမည်ကိုတော့ဂျွနုံလို့နာမည်ချစ်စနိုးလေးပေးထားကြောင်းလည်းသိရပါတယ်။ ူချပြလာတဲ့ပုံလေးထဲမှာတမီးလေးဂျွန်တို့ဟာဖြူဖြူဖွဖွင်ဖောင်းဖောင်းကစ်ကစ်လေးနဲ့အရန်ကိုချစ်စရာကောင်းလွမ်းတာကိုတွေ့ရပါတယ်ရှင်။ကြည်ရတော့အဖေတူအမေတူနှစ်ယောက်လုံးရဲ့အလှတွေကိုယူထားတဲ့ခလေးလေးဖြစ်ပုံရပါတယ်။မေသက်ခံရဲ့အတိပေးချက်အရတမီးလေးကိုဝေးဖားပြီးတော့ခုဆိုရင်၃ဘလောက်ရှိသွားပြီလို့လဲဆိုပါတယ်။ဒီတဲ့င်းထွက်လာတဲ့အခါမှာတော့ပရိသတ်တွေတောင်မကသူ့ရဲ့အတော်ရင်ဖြစ်တဲ့မင်းသမီးကြီးမေတင်ဆောင်ကိုရင်ကလည်းသူမလေးတွင်ရော တူမလီရဲ့တမီးမြေးလေးတစ်ပါးအရင်ကဝမ်းတာပီတီဖြစ်နေတာကိုတွေ့ရပါတယ်။ခုဆိုရင်ဟောတစ်ချိန်ကပြိသက်ချစ်တော်မင်းသမီးလေးမေတ္တခိုင်ဟာ American ထိတ်တန်းတထိပ်ရဲ့ဇနီးဖြစ်ပြီးတော့ချစ်စရာတမီးလေးဂျွန်းတို့ကိုမင်းမင်းဆိုတဲ့ဘဝကိုအပြည့်အဝပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ပြိသက်တွေကတော့မေတ္တခိုင်တရားအနုပညာလောကမှာသာဆက်ရှိနေခဲ့ရင်ထိတ်တန့်မင်းမီတယောက်ဖြစ်လာနိုင်တယ်လို့မျှော်လင့်ခဲ့ကြပူတာပါ ိုင်မဲ့ခုလိုနုပညာလမ်းကြောင်းကိုဆွန့်လွတ်ပြီးတော့ကိုပိုင်ဘွားကိုပိုင်မိသားစုလေးနဲ့အမေရိကန်မားဒီတကြားအခြေချနေထိုင်တာကိုမြင်ရတော့လဲပြည်သက်တွေကဝမ်းသာမဆုံးဖြစ်နေကြတာပေါ့သူပြင်းတော့ခင်မုန်းဖြစ်သူကဒီလောက်ချမ်းသာကြပါပြီသူမပေါ်ကယူဆိုင်တဲ့ပုံရတာကြောင့်မိသက်ခိုင်တရားကံကောင်းတဲ့မိသမီးလေးဖြစ်ကိုသတ်မှတ်ခြင်းခံနေရတာပါအခုတော့တမီးလေးဂျူနိုကလည်းသူတို့ဘဝတွေကိုထက်ရောက်လာတဲ့အဖိုးမဖြစ်နိုင်တဲ့လက်ဆောင်ပုံလေးပါပဲမိသက်ခံရဲ့ပုံလေးရဲ့မှာမိခင်တယောက်ရဲ့ PT နဲ့ပျော်ရွှင်မှုတွေကအတိုင်းအတာမြင်နေရတာပေါ့ ရိတ်တကြီးတို့ကလည်းသူတို့မိသားစု၃ယောက်အတွက်ဝမ်းသာစကားလေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်။ခုလိုအကြောင်းရင်းလေးကြောင့်ဗုဒ္ဓဘာသာဝင်တမီးလေးကိုနှစ်ချင်းခရိယံဖြစ်နေပြောင်းလဲလိုက်တဲ့အစိုးရချမ်းချမ်းခုလိုအချင်းလူပြောများနေရကအစိုးရချမ်းချမ်းကသူ့ရဲ့တမီးချင်းတင်းဆောင်ဖုံးတိုင်းနေရတဲ့တမီးလေး မြစ်မိုကင်းကောင်မေကိုခရိယံဖျားကျောင်းတော်တခုမှာနှင်းချင်းမင်္ဂလာပေးပြီးတော့ခရိယံဘာသာဝင်ဖြစ်နေတရားဝင်သွတ်သွင်းလိုက်တဲ့ပုံရိပ်တေကြောင့်ပဲဒီပုံတွေတက်လာတာနဲ့တပြိုင်တည်းသူတစ်ပြင်ဗုဒ္ဓဘာသာဝင်ပရိသတ်တွေစီကဝိပန်းတန်နေဒီကအဖြစ်တော့စိတ်မကောင်းဖြစ်ကြတဲ့မှတ်ချက်တွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းတမီလေမြင့်မို့ခင်းကမင်းဆိုတာမြန်မာနိုင်ငံမှာမွေးဖွားဗုဒ္ဓဘာသာဝင်မိဘနှစ်ပါးချမ်းချမ်းနဲ့ဖုံတိုက်ကမွေးဖွားလာပြီးတော့သူ့ရဲ့ငယ်ဘဝတစ်ချောင်းလုံးဗုဒ္ဓဘာသာဝင်တယောက်ဖြစ်နေကြီးပြင်းလာခဲ့တာပါ။အခုကြမှာမိခင်ဖြစ်သူရဲ့မိသားစုသိရှိအောင်အီတလီနိုင်ငံကိုလိုက်ပါသွားခဲ့ပြီးတဲ့နောက်ခုလိုမျိုးဘာသာတစ်ခုကိုကူပြောင်းလိုက်ရတဲ့အပေါ်မှာလူတွေကမိကွန်းထုတ်လာကြပါတယ်။သူတို့ဖြစ်တော့လူတွေကခလင်းလေးကိုတနာလိုက်တာဒါကခလင်းရဲ့ဆန္ဒအစစ်မှန်ဟုတ်ရဲ့လားဆိုပြီးတော့နှမျောတတဖြစ်နေကြတာကိုအများပြားတွေ့ရပါတယ်။ ထို့ပြင်တော့ဒါမိခင်ဖြစ်သူချမ်းချမ်းရဲ့ဆန္ဒထံသူရဲ့လက်ရှိခင်မောတဲ့ဖြစ်တဲ့အီတလီနိုင်ငံသားပထွေးဖြစ်သူရဲ့အလို့ကြောင့်လှူဆောင်ပေးလိုက်ရတာဆိုရင်ထင်ကြီးပေးမှုတွေကအတန်အကျဉ်းဆုံးအများဆုံးဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စမှာဝေဖန်မှုတွေဘလောက်ပဲများနေပါစေအစရောချမ်းချမ်းဘက်ကလည်းသူ့တမီးလေးရဲ့အနာဂတ်အတွက်ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တဲ့ခိုင်မာတဲ့အကြောင်းရင်းတွေကိုရှင်းပြနေပုံပါပဲပထမအကြောင်းရင်းကတော့မိသားစုစည်းလုံးမှုဖြစ်နိုင်ပါတယ်ဆိုတော့ချမ်းချမ်းဟာအီတလီနိုင်ငံသားခင်မွန်းတင်နဲ့အိမ်အောင်တစ်ကိုတိစောက်ထားပြီးတော့အခုဆိုရင်နောက်ထပ်ချစ်စရာအကောင်းတဲ့တမီးလေးနှစ်ယောက်လည်းထွန်းကားလာပါတယ် တမီးကြီးမြေမုံခင်ကောင်မီကမြမပြင်းကနေသူတို့မိသားစုစီအပီးတိုင်ပြောင်းရွှေ့လာတဲ့ခါမှာမိခင်တယောက်အနေနဲ့တမီးသားစုလုံးခင်မောတမီး၃ယောက်လုံးကိုယုံကြည်ကိုးကွယ်မှုတစ်ခုရဲ့အောက်မှာဒုတိယစူးစီးခြင်းနဲ့ဆန္ဒကြောင့်ဖြစ်ဖို့များပါတယ်။ဒုတိယအကြောင်းရင်းကပို့ပြီးတော့လက်တွေ့ကြပါတယ်။ဒါကတော့ပတ်ဝန်းကျင်အသားအချောင်းပေါ့ပါ။သူတို့နေထိုင်တဲ့အီတလီနိုင်ငံဟာ ရိုမန်ကက်သလင်ခရစ်ယာန်ဘာသာကိုအဓိကကိုးကွယ်ယုံကြည်တဲ့နိုင်ငံတစ်ခုပါသမီးလေးတယောက်ဒီနိုင်ငံမှာကြီးမြတ်ရမယ်ပညာရေးတွေသင်ယူရမယ်လူမှုရေးပတ်ဝန်းကျင်တက်မှာကျင်းလည်ရတဲ့အခါမှာမိခင်ဖြစ်သူကသူ့သမီးလေးအတွက်ပညာရေးလူမှုရေးတငယ်ချင်းပေါင်းတဲ့နေရာမှာအလွယ်တကူအသားအချာဖြစ်သွားစေဖို့အဆင်ပြေစေဖို့အတွက်လှမ်းခင်းပေးလိုက်တဲ့သဘောမျိုးလေးဖြစ်နိုင်ပါတယ်ဒါကနိုင်ငံတက်မှာခြေချနေထိုင်သူမိခင်တယောက်ရဲ့လက်တွေ့ကျကျဆင်းဆန်းဆုံးဖြတ်မှုတစ်ခုဖြစ်နိုင်ပါတယ် တတိယချက်ကတော့ချမ်းချမ်းကိုရိုင်းပါပဲတရင်နေရချမ်းချမ်းကိုရိုင်းကလည်းခုတ်ခါမှာဖျားသခင်ခရိယန်ဘာသာကိုယုံကြည်တတ်ဝင်နေသူတယောက်ဖြစ်နေပါပြီဆိုတော့မိခင်တယောက်နေနဲ့သူယုံကြည်တဲ့သူကောင်းတယ်လို့ထင်တဲ့အရာတွေကိုသူရဲ့တမီးဦးလေးကိုပါဆက်လက်ပြီးတော့လက်ဆင့်ကမ်းမျှဝေပေးခြင်းနဲ့ဆန္ဒလည်းပါဝင်နေမှာတော့သိကြပါပြီတဖက်ကကြည့်ရင်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်ကလေးတယောက်ဘာသာကြားဖြစ်သွားတဲ့ပုံမှာနှမျောတတဖြစ်နေတဲ့စိတ်မကောင်းဖြစ်နေတဲ့ပြိဿတ်တွေရဲ့ခံစားချက်ကိုအပြည့်အဝနားလည်ပေးလို့ရပါတယ် ဒါပေမဲ့နောက်တစ်ဖက်ကပြန်လင်းခြင်းလဲနိုင်ငံသားမှာဘဝတည်မိသားစုတစ်ကိုတိဆောက်ပြီးတော့အကောင်းဆုံးကြိုးစားရည်တည်နေရတဲ့မိခင်တယောက်ကသူမိသားစုတစ်ခုလုံးရဲ့အနာဂတ်အတွက်အကောင်းဆုံးလို့သူထင်တဲ့လမ်းကြောင်းကိုရွေးချယ်ပြလိုက်ခွင့်ရှိတယ်လို့ယူဆသူတွေလည်းရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မားရင်မန်နေဆိုတာထက်မတူညီတဲ့အမြင်တွေရှိနေတာကတော့မှန်ပါပဲပရိသတ်ကြီးတို့အနေနဲ့ရရောအစတော်ချမ်းချမ်းရဲ့ဒီဆုံးဖြတ်ချက်ရဲ့နောက်ကွယ်ကအကြောင်းရင်းတွေပေါ်ဘယ်လိုသဘောထားမြင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားချင်ပါအောင်ရှင် ထူးထူးခြားခြားမုံလူမျိုးရဲ့ရိုးရာဝတ်စုံနဲ့မင်္ဂလာဥပရိဝိဒင်းရှိုက်ကူခဲ့တဲ့ဟင်းဝေရန်နေဆိုပြတဲ့စိန်အခုခင်မမင်္ဂလာဆောင်ခင်မပရိဝိဒင်းရှိုက်ကူတယ်ဆိုတာမပါမဖြစ်မတရားတခုဖြစ်လာပါရဲ့တော်တော်များကဥရောပကိုရီးယားဂျပန်ဒါမှမဟုတ်ဒူဘိုင်းလိုနိုင်ငံရဲ့ခြားကရှုခင်းလာရီနဲ့ခဲခဲနနရှိုက်ကူကြတာကိုထွန်းတခုလို့တွေ့ရတာပါတိုင်းမဲခုပရိသတ်တွေရဲ့ချစ်တော်ဆုံးတွေငယ်စဉ်တို့ချစ်စလို့ခေါ်ကြတဲ့ဟင်းဝေရန်နေဆိုပြတဲ့စိန်တို့ကတော့လုံးဝတူတူကြကြလမ်းကြောင်းတွေတခုကိုရွေးချယ်လိုက်ပါရဲ့ တို့ဆိုတွေကနိုင်ငံသားတရုတ်ပြည်ထီသွားပြီးတော့ခက်ခဲနာနာရိုက်ခဲ့တာတွေရှိပေမယ်ပြည်သက်တွေကြားထဲမှာတကယ်တမ်းကြီးကျယ်ပွဲဆိုပြီးတော့ချီကျူးတန်တွေထွက်ပေါ်လာစေခဲ့တာကတော့အိမ်နိုင်ငံသားရှုခင်းနေမဟုတ်ခဲ့ပါဘူးအဲ့ဒါကတော့မင်းသားဟင်းဝင်ရဲ့စာတိမြေမွန်ပြည်နယ်မော်လမြိုင်မှာမွန်လူမျိုးတို့ရဲ့ဒလိထုံးနဲ့ဆင်လာမင်္ဂလာဝိဆုံပြေဆုံနဲ့တွားရောက်ရိုက်ကိုခဲ့တဲ့ပြည်ဝေးတဲ့တပုံတွေပါပဲဒီပုံတွေအင်တာနက်ပေါ်တက်လာတဲ့အခါမှာပြည်သက်တွေကတကယ်ကိုမှချီကျူးအန်အားတည်သွားစေခဲ့ပါတယ်အလုံးတီကြတဲ့တိုင်းဟင်းဝင်ရဲ့ရုပ်ရည်ချုံမော်ခံညာပြီးတော့မွန်သွေးစစ်စစ်ပါတာကြောင့် ပရိသတ်တွေကသူ့ကိုမုံမင်းသားလေးလို့တောင်မှချစ်စနိုးခေါ်ကြပါရယ်။ဒါပေမဲ့အခုလိုမွန်သူတို့တာဝန်ဆောင်ပြည်စုံနဲ့မြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့ခံရမှုကပိုပြီးတော့ထင်ရှားပေါ်လွင်လာပါရယ်။နေဝင်ရန်ကယူရမှုလိုမျိုးတရားမဟုတ်ပါဘူး။သူ့ရဲ့မိသားစုကမွန်ပြည်နယ်မွန်လမြိုင်မြို့ကမြို့မြင်တဲ့ပုံကြီးတဲ့ချမ်းသာကျဲဝါရီမွန်တရေကြီးမိသားစုတို့ကိုဖြစ်ပါရယ်။သူတို့မိသားစုကရန်ကုန်မြို့မှာလေစောက်လို့ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီတွေတည်ထောင်ထားတဲ့ဒီအောင်မြင်ကျဲဝါကြပါရယ်။အဓိကပြောချင်တာကဒီလောက်ထိချမ်းသာကျဲဝါပဲ။ ခင်မိတဲ့စီဝါရေးလုပ်ငန်းရှိကြီးတွေဖြစ်နေပေမဲ့ကိုယ့်ရဲ့မျိုးကုံစားတီကုံကိုယ့်ရဲ့မုံရိုးရရင်ဈေးဝင်ဝင်တွေကိုဘယ်တော့မှမမီပဲတံမိုးထားထိသေးတာကတော့တကယ်ကိုမှလေးစားစရာပါပဲဒီပွေလေးတွေမှာပို့ပြီးတော့ချစ်စရာကောင်းတာကဆိုဖီတစင်ရဲ့ပုံစံလေးပါမိန်းမီဆိုဖီတစင်ဟာမူလမျိုးမဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့ခင်မောလောင်သူ့ဘဝရဲ့လက်တွဲပေါ်ဖြစ်လာမယ်ဟင်းဝရင်ရဲ့ရိုးရဒလေးကိုလေးစားတံမိုးထားတဲ့အနေနဲ့မွန်ဒရိုသမီးဝတ်စုံလေးကိုဝတ်ဆင်ပြီးတော့မွန်ဒရိုသမီးလေးတယောက်လိုလပချက်တည်းရဲ့ရှိစွာပြင်ဆင်ခဲ့တာကတကယ်ကိုမြင်ရသူရှင်အိပ်စေပါတယ် သူတို့ညောင်ဟာခင်မီရဲ့နိုင်ငံသားပြည်ဝင်တပ်ပုံတွေကိုလည်းရှိုက်ကိုခဲ့ကြပါရီဒီဘက်မှာလည်းကိုရဲ့ရှင်မြင်းကိုရဲ့ရည်ချင်းမှုကိုတံမိုးထားကြောင်းပြသတဲ့အနေနဲ့ဒီလိုရိုးရာတပ်ပုံတွေကိုလည်းရှိုက်ကိုခဲ့ပါရီဒါခင်မီချင်းရဲ့ရိုးရာကိုတံမိုးထားခြင်းတစ်ခုကိုပြပြဆိုအောင်ပေါင်းဆက်သွားနိုင်တာပါခြိုင်မကားဒီပါဟုသူတို့စုံတွေဟာဟင်းဝရရဲ့ဇာတိမော်လမြိုင်မှာတပ်ပုံရိုက်ခဲ့တယ်လို့သူတို့သမီးလေးစပိသစင်ရဲ့ဇာတိဖြစ်တဲ့တောင်ကူမြို့မှာလည်းအမတ်တရာတပ်ပုံတွေတော့ရောက်ရိုက်ကိုခဲ့ပါသေးတယ်ဒါတယောက်ရဲ့ဇာတိကိုတယောက်ကလေးစားတံမိုးထားကြောင်း ကိုရဲ့ဇာတိကိုခေါ်ယူတယ်လို့ကိုရဲ့လက်ကျောပေါ်ဇာတိကိုလည်းလေးစားမှုပြေဝါပြသလိုက်တာမလို့တကယ့်ကိုချစ်စရာကောင်းတဲ့လုပ်ရလေးပါပဲ။ဒါသူတို့နှစ်ယောက်ရဲ့ပြန်လည်နားလည်မှုနဲ့တန်ဖိုးထားမှုကိုသက်သေပြနေတာပါပဲ။ပြိတဲ့ဂျီရိုအားရောခုလိုကိုရဲ့ဇာတိကိုရိုးရကုန်ကိုတန်ဖိုးထားဖို့ဆောင်ခဲ့တဲ့ငယ်စဉ်ဆုံးတို့ရဲ့လုပ်ရပေါ်မှာဘလို့မျိုးမြင်ပါသလဲ။သူတို့ရဲ့မုံရိုးရဝတ်စုံနဲ့ပုံရိပ်လေးတွေကဘလောက်တောင်မှလှပလိုက်ပတ်မှုရှိနေလဲဆိုတာ comment မှာပြောသွားပေးခဲ့ပါအောင်ရှင်။အပိနာစင်ခဲ့ကြရတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။ ။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ကျောင်းရိုင်နဲ့တူပြန်လာခဲ့ပါအောင်မရှင်။ဒီနေ့ရောလောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ပါခင်ဖြစ်သူရဲ့ကြောက်ကြစေဖို့ရှာဖွေနေတဲ့ဆိုတော့ပေါ့စလေးထက်မြက်နိုးအောင်ကိုတခြင်းလက်ဆောင်ပေးကြတဲ့တေးဆရာမင်းကျုံစိုးအားလုံးပဲမိင်္ဂလာပါသက်ဆက်လေးဗီဒီယိုပေးကနေပြန်လေကကြိုဆိုလိုက်ပါရစ်မြန်မာသက်ဆင်ခြင်းတွေကိုတည်ဆူနေကြတဲ့သူတွေထဲမှာ အသက်၁၁နှစ်ကျော်ရွယ်သားရှိသေးတဲ့ထက်မြန်နိုးအောင်လဲပါဝင်ပါရင်ကလေးရွယ်သားရှိသေးပေမယ့်သူတန်ကလူကြီးဆိုရတယ်လို့ကောင်းမွန်နေပြီးတခြင်းနေလဲထွက်တာပါရင်ထက်မြန်နိုးအောင်ဒီဆိုတာရိဆက်ရရှိသေးသည့်တခြင်းကိုတရေးဆရာကြီးမင်းကျုံဆိုကရေးသားခဲ့တာပါဒီတခြင်းကိုချားဆိုရတယ်ဒီဆိုပြီးတဲ့နောက်မှာလဲအောင်မြင်ခဲ့ပါရင်ထက်မြန်နိုးအောင်လဲဒီတခြင်းကိုဆိုချင်တာကြောင့်မင်းကျုံဆိုထံမှာတခြင်းလာဝဲခဲ့ပါရင်မင်းကျော်စွာချက်မြတ်နိုးအောင်ထံကနေတခြင်းအတွက်နှုပညာကျေးမယူဘဲနဲ့ကောင်းမဲ့တီဆိုခွင့်ပေးလိုက်ပါရည် အကမဲ့တိစဝင်ပေးလိုက်တာကတော့ချက်မြတ်နိုးအောင်ကိုကုညီပေးလိုက်တာပါသူရဲ့ဘရားကြောက်ကဲမကောင်လို့ကြောက်ကဲစေဖို့အတွက်စေဖို့ကိုသစံလေးတွေတိစိုးပြီးတော့ငွေရှာနေရတာကြောင့်ဖြစ်ပါတယ်ချက်မြတ်နိုးအောင်ကအတန်ငယ်သေးပေမဲ့လည်းအဖေပေါ်မှာတော့တိတက်လိမ်မာသူပါသူဘရားကြောက်ကဲယောဂကိုခံစားနေရတာကြာပြီဖြစ်ပြီးအလုပ်လည်းမလုပ်နိုင်ပါဘူးတပတ်ကိုတခါကြောက်ကဲစေရတာကြောင့်စရိတ်ကတိတာလွန်လာတဲ့အချိန်မှာဝေရှာဖို့လေလိုအပ်လာပါရင်ကြောက်ကတ်တစ်ခုလုံးကိုလေးလေပြီးတော့ကုသမသာတက်တာသွားနိုင်မှာဖြစ်ပေမယ့် ကြောက်ခဲ့လူပေးမယ်လို့ရှင်လည်းမတွေ့သေးတာကြောင့်ကြောက်ခဲ့စေရမယ်အသက်ဆက်ရှင်နေရပါရည်။ဒါကြောင့်မလို့တဲ့မြန်တို့အောင်ကသူကျန်းကျင်တဲ့အရာလေးနဲ့စေဖို့ရှာနိုင်အောင်တခြင်းနေလိုက်ဆိုနေပါရည်။ကြောင်းတစ်ပတ်နဲ့တခြင်းနေလိုက်ဆိုပြီးတော့ရှားလာတဲ့ငွေတွေကိုတော့အဖေကိုကြောက်ခဲ့စေလို့ရှာအောင်ပေးကြပါရည်။အခြားခြင်းတွေကိုလည်းဝယ်ပြီးတော့တည်ဆိုတဲ့တဲ့မြန်တို့အောင်ကမင်းကျုံစိုးထံကနေလည်းဆက်ရန်ရှိသေးသည့်တခြင်းကိုဝယ်ဖို့အတွက်ဆက်သွယ်ခဲ့ပါရည်။မင်းကျုံစိုးကသမီးလိမ္မာလေးတဲ့မြန်တို့အောင်ကိုဂုဏ်ပြုကျင်တာကြောင့် အနုပညာရှင်မယူဘဲနဲ့သချင်းကိုစိုးခွဲပေးလိုက်ပါရီဒီသချင်းကိုတက်မြက်နိုးအောင်တီးဆိုတဲ့အချိန်မှာလဲလူဆိုင်များပြီးတော့သူ့တန်နဲ့လိုက်ပတ်ပါရီဒီသချင်းကိုပွဲရီမှာတီးဆိုပြီးတော့အနုပညာရှင်ရလာရင်တက်မြက်နိုးအောင်ကအပေကိုကြောက်ကက်စေလို့ရအောင်ပေးမှာဖြစ်ပါရီဒါကြောင့်မင်းကျော်စွာဆက်တဲ့နေ့သမီးလေးတက်မြက်နိုးအောင်ကိုသချင်းနေနဲ့ပံ့ပိုးပေးသွားတော့မှာပါတက်မြက်နိုးအောင်ကအတန်လေးကောင်းတဲ့ပြင်ခန်းစားချက်တွေပြင်နေဆိုနိုင်တဲ့သူပါအပေသချင်းကိုပြန်ဆိုတဲ့ချိန်တုန်းကလည်းတက်မြက်နိုးအောင်ကအောင်မြင်ခဲ့ပါရီ သူရဲ့အိုက်တော်ကမေတ္တာဆွေဖြစ်တာမလို့မေတ္တာဆွေလို့အဆိုတော်ဖြစ်ချင်နေပါရဲ့တချင်းဆိုတာကငယ်တဲ့ကဝါသနာပါလို့အဖေဖြစ်သူကလည်းတေချာလေးတင်ချာလေးကျင်ပေးခဲ့ပြီးတော့အဖေတင်ပေးတဲ့ပညာနဲ့ပဲပြန်လေးကြည့်ရှုလာနိုင်တာပါချက်မြတ်နူအောင်ကကလေးရွယ်သားရှိသေးပေမဲ့အဖေဖြစ်နေတာကိုလည်းမကြည့်ရခဲ့ပါဘူးသူ့ဘဝမှာအဖေကသာအဓိကဖြစ်လို့အရွယ်နဲ့မလိုက်အောင်ကြိုးစားနေပါရဲ့ချက်မြတ်နူအောင်ကပညာရေးကိုလည်းဘုန်းကြီးကျောင်းမှာပဲသင်ယူရပဲဖုံးဖုံးကလိုအပ်တာတွေကိုထောက်ပံ့ပေးပါရဲ့ ထမြက်နွားရဲ့ဆန္ဒကတော့အဖေကိုကြောက်ကြက်လူပေးမဲ့သူပေါ်လာပြီးမြမြတ်တတစွာစီခြင်းနေပါရင်ဒါကြောင့်ဆိုပညာနေအလိုပဲမင်္ဂလာပွဲတွေနေဖျားကြည့်တင်ပွဲတွေမှာတခြင်းလိုက်ဆိုပြီးအဖေကိုပြန်ကြည့်ပေးနေပါရင်မင်းကျိုးဆိုတာဒီကလေးလေးကိုချီးကျူးနေပြီးသူ့ရဲ့အောင်မြင်ခဲ့တဲ့တခြင်းတွေကိုလည်းစိုးခွင့်ပေးသွားမှာဖြစ်ပါရင်အဖေပေါ်မှာတိတက်လိမ်မာလို့သူဖြစ်လို့တခြင်းဆိုလို့ရှာတဲ့ငွေတွေကိုမတုံမဲကြောက်ကြက်စေဖို့အတွက်စူဆောင်းပေးနေတဲ့ထမြက်နွားရဲ့တခြင်းကိုသဘောကျရဲ့လားဆိုတာကွန်မန့်မှာပြောခဲ့ပြီးပါအောင်ရှင် ယေရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ညနာကိုပြုပြင်ပြီးမှတရုတ်ဆောင်မင်းသမီးမြတ်သူသူနဲ့တူသွားလို့လူပြောများနေတဲ့နေဆန်းမိင်္ဂလာပါပရိသတ်ကြီးတို့ရေဆိုရှယ်မီဒီယာဖွင့်လိုက်တာနဲ့အမြဲတမ်းလိုလိုလူပြောများနေတဲ့အကြောင်းအရာတွေထဲမှာဆယ်လီနေဆန်းရဲ့အလားပါပြုပြင်မှုကိစ္စတွေကတော့ထိတ်ဆုံးအားပါနေကြပါနေဆန်းဆိုတာနဲ့သူ့ရဲ့ညနာပြုပြင်မှုတွေကခွဲခြားလို့မရတော့ပါဘူး မိစေအားသူ့ရဲ့မျက်နှာကိုဘယ်တော့မှစိတ်တိုင်းကြရဲမရှိပဲနှာခေါင်းမိစေမျက်လုံးကစားမပြုတ်ပြင်မှုတဲ့နေရာမရှိသလောက်ချင်းချင်းပြင်းစင်နေရကိုပရိသတ်တွေလည်းသိပါပဲအခုတကောက်ကတော့အရင်ကလိုသေးစားပြင်တာမဟုတ်တော့ပါဘူးမိစံတယောက်သူ့ဘဝရဲ့ကြီးမားဆုံးသောမျက်နှာပြုတ်ပြင်မှုကြီးလုံးလိုက်ပြန်ပါပြီကုံကြစီကလည်းတိမ်မောင်းတောင်ကြီးကုံကြခံနေဆိုတဲ့တဲ့တွင်ထွက်လာကြတဲ့လူတွေကအရန်ကိုမှစိတ်ဝင်စားပြီးတော့စောင့်ကြည့်ခဲ့ကြပါရဲ့ဒီလောက်ငွေတွေကုန်ခံပြီးတော့ပြန်လာတော့နေစံတရာဘလို့တောင်ပြောင်းလဲသွားမလဲ ကိုရီးယားကလာတဲ့ရုံးမလေးတယောက်လိုဖြစ်သွားတော့မှလားဆိုပြီးထင်ကြီးပေါင်းစုံပေးခဲ့ကြပါရယ်။ဂျိုင်းမဲပရိသတ်ကြီးတို့ရင်တကယ်ရှာလာထွက်လာတဲ့အချိန်ညနာပတ်ကြီးတွေဖြေလိုက်တဲ့အချိန်မှာတော့လူရီးရဲ့တုပ်ပြန်မှုကထင်သာလို့ဖြေခဲ့ပါဘူး။အရင်တိုင်းမင်းဘာမှမထူးဘူးလို့ဝေဖန်မိစားလူတွေကအင်းဒီညနာဒီပုံစံဘယ်သူနဲ့တူနေပါလိမ့်ဆိုပြီးအပြေရှာလာကြပါရယ်။ဆိုရှယ်မီဒီယာသုံးဆဲသူတွေကနေဆန်းရဲ့ညနာတင်ပုံတွေကိုစွန့်စွဲကြည့်လိုက်အချာနုပညာရှင်တွေနဲ့လိုက်တိုက်ကြည့်လိုက်လို့ရင်းနဲ့နောက်ဆုံးမှာတော့ တင်ညိုတဲ့အတွက်ပေါ်လာတဲ့နာမည်တစ်ခုရှိခဲ့ပါတယ်။ဟုတ်ပါတယ်။အဲဒီသူကတော့နုပညာလောကတွေကပြုတ်ဆောင်မင်းသမီးတယောက်ဖြစ်တဲ့မင်းသမီးမြတ်သူသူပဲဖြစ်ပါတယ်။မြတ်သူသူကတချိန်ကဘီယိုစကားတွေရုပ်ရှင်ကားတွေမှာပြည်သက်အတိမဲ့ပြုရခဲ့တဲ့ပြုတ်ဆောင်မင်းသမီးတယောက်ပါ။သူရဲ့ထူးခြားချက်ကတော့မျက်နှာလေးကချစ်စရာကောင်းပဲ။ခြေလိုက်တန်းနဲ့အေဂျင့်နဲ့နူညံ့တဲ့အလားမျိုးကိုပိုင်ဆိုင်ထားတာပါ။အခုချိန်မှာတော့မင်းသမီးမြတ်သူသူကအနုပညာလုပ်တွေတဲ့အင်အားကြပြီးတဲ့နောက်မှာသူရဲ့ကိုပိုင်စီဝါရေးကိုဦးစားပေးလုပ်ကိုင်နေပါပြီ။ ။သူမကခုဆိုရင်စိတ်ဓာတ်ကောင်းတဲ့ရန်နာဆိုင်ပိုင်ရှင်သတိမကြီးတရားပြေရက်တည်နေပြီးပရိသတ်တွေကလည်းသူ့ရဲ့ဘဝလေးကိုအားကျနေရသူဖြစ်ပါရယ်။အခုဆိုရှယ်မီဒီယာပေါ်မှာနေဆန်းရဲ့တိန်တော်ကြီးတဲ့မျက်နှာတင်တဲ့မင်းသမီးမြတ်သူတို့ရဲ့ပုံတွေကိုဘေကျင်းရှင်မီတကယ်တူနေပြီ။ညီမတွေကြားနေတာပဲ။နေဆန်းကမြတ်သူတို့ရဲ့မျက်နှာကိုသဘောကျလို့လဲလှူတာလားဆိုပြီးဝေပံမက်ချက်တွေသုံးသပ်မှုတွေအများပြားထပေါ်နေပါရည်အချို့ကလည်းနေဆိုင်ရဲ့မျက်နှာတင်ဟာအရင်ကထက်ပိုပြီးတော့မိကလေးဆန်သွားပြီးပိုပြီးတော့နူးညံ့ချိုသားတဲ့ပုံစံမျိုးဖြစ်သွားပြီ ိမ်ပုံစံကမိသမီးမြတ်သူသူရဲ့မျက်နှာကြောင့်သွားပြီးတော့စေတူနေတာဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ဒါကနေဆန်းဟာဆရာဝန်ကိုမြတ်သူသူရဲ့ပုံစံမျိုးရအောင်တမင်တကာပြပြင်ခိုင်းကြလား။ဒါမှမဟုတ်ကြီးစားခွင့်စိတ်မှုပြုလို့ရင်မတော်တဆသွားတူနေရလားဆိုတာကိုတော့ဘယ်သူမှတိကျမသိနိုင်ပါဘူး။တိုင်းမနေဆိုင်မိနစ်တက်ကအရင်ကလိုဘာမှမထူးဆိုတဲ့ဝေဖန်မှုမျိုးမဟုတ်ပဲမြန်မာပြည်သူနဲ့ရင်းနှီးပြီးသားအေဂျင့်နဲ့လာပိုင်ရှင်မင်းသမီးတယောက်နဲ့သွားတူနေတယ်ဆိုတဲ့ချက်ကတော့အခုချိန်မှာလူပြောအများဆုံးအကြောင်းရာဖြစ်နေတာမှန်ပါပဲ။ ပြည်သက်ကြီးတော့ဒီကိစ္စကိုဘလို့မြန်မာတိုင်းနေဆန်တယောက်တင်းတောင်ကြီးကုန်းကံပြီးတော့ပြပြလိုက်တဲ့မျက်နှာတွေဟာမင်းသမီးမျက်သူသူနဲ့တကယ်ပဲတူသွားတယ်လို့ထင်ပါသလားဒီလိုတူသွားတာပိုကောင်းတယ်လို့မြင်မိပါသလားဒါမှမဟုတ်ရင်မျက်နှာတွေကပိုကောင်းတယ်လို့ထင်ပါသလားနေဆန်ရဲ့ဒီမျက်နှာတစ်ပေါ်မှာပြည်သက်ကြီးရဲ့အမြင်လေးရှင်ရင်လေကွန်မန့်လေးထဲမှာမှတ်သွားပေးခဲ့ပါအောင်ရှင်အာဘိနာဆင်ခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်